မောင်မင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ညီကောင်မတော်များကိုဖတ်ပြပေးခြင်းတဲ့အပိုင်းလေးကတော့ဇိုင်းဆရာကြီးဟန်တာဝရီဦးဝင်းတင်ရေးသားထားတဲ့ဘာလဲလူငယ်လို့အမည်ရတဲ့အခန်းဆက်ဝတ္ထုရှိရဲ့အပိုင်း7ဖြစ်ပါတယ်ခင်ဗျာနာတော်တာဆင်ပြေးကြပါအောင်ခင်ဗျာထောင်သွင်းအချင်းချခံနေရခိုင်ရှင်နေကောင်းလေးကိုကျွန်တော်အမေးရေးရေးလက်တဆုံနိုင်ကြည့်တယ်တွေးလာမြင်လာတိလာကြားလာခံစားလာရတာတွေကိုကြပြားရေးတယ် ထွက်လာလိုက်တဲ့ကြပြားတွေကတထွေးကြီးပါလားရလာသည်များကြပြားတွေကိုလည်းစာငတ်နေကြတဲ့စာဖက်စာမဖက်တွေစီကိုဖြန့်တယ်ဝီတယ်ကန်းတယ်လှမ်းတယ်ပေါ့စင်ကန်းဖြန့်ဝီပေးတယ်ဖက်သူမရှိမကြုံတဲ့အခါနောင်လာထောင်သားတွေဖက်လို့ရအောင်အခန်းနံရံတွေပေါ်မှာကြီးတယ်စက်ကူရရင်ရမရရင်ပလတ်စတစ်ပေါ်မှာရေးတယ်စီပီလွှာကျဲတယ်လို့လူစုံဆုံလောက်တဲ့နေရာတစ်ခုခုမှာချထားခဲ့တယ်တခါတလေထောင်ဝင်စားတွေ့တဲ့အခန်းထဲမှာပြစ်ထားခဲ့တယ် ဒီလိုထုတ်ဝေဖြန့်ဖြူးရေးစနစ်က ကျွန်တော်ကိုယ်ပိုင်အကြံဉာဏ်မဟုတ်ပါဘူး။စနေတည်းရဲ့ကျွန်တော်ထောင်ဝင်စားသွားတယ်။အုံထုံးကတော်တော်နဲ့ဝင်လာခွင့်မရသေးဘူး။ကျွန်တော်ကိုစောင်းနေဝါတာကလည်းပြေးပြီ။ကျွန်တော်ကိုထောင်ဝင်စားယုံကလေးထဲမှာထားခဲ့တယ်။သူကတော့ဘေးကတစ်ပင်ကြီးအောက်မှာတွားထိုင်နေတယ်။ထောင်ဝင်စားယုံကလေးထဲမှာပူပူလောင်လောင်ထိုင်ရင်ကျွန်တော်တယောက်တည်းအလုံးမရှိအလုံးရှာ။ကိုကြည့်ဒီကြည့်လုံနေမိတယ်။ သူမိုးတုတ်ကယုံကလေးရဲ့တောင်ကြားတင်နေရမှာဖြူတူတူရာလေးတစ်ခုကိုမြင်နေ။ဘာပါလဲ။တည်ခြင်းစိမ့်နဲ့အตาလေးလညုံနဲ့ကော်ထုတ်ယူလိုက်တယ်။လာလာတေချာခောက်လိထားတဲ့စက်ကူစာရက်ပါလား။နန်တော့ဖြန့်ကြည့်လိုက်တော့သတင်းစာဖြက်စာလေးဖြစ်နေတယ်။ဖတ်ကြည့်လိုက်တော့ဘိုလ်ချုပ်တယောက်သတင်းဖြစ်နေတယ်။ဘယ်သူဆိုတာမမှတ်မိတော့ပါဘူး။ဘာလို့ဆိုလဲမမှတ်မိတော့ပါဘူး။ဘယ်အရမဆိုတာလေသတိမရတော့ပါ။ဘာအကြောင်းလဲသတိမရတော့ပါ။ ကျွန်တော်စိတ်ကူးပေါ်သွားတယ်။အေးဟုတ်တာပေါ့ဒီလိုဖတ်စရာသိစရာကိစ္စလေးတွေကိုဒီလိုနည်းနဲ့ဖြန့်ရင်ရနိုင်တာပေါ့။အဲ့ဒီ1997ကာလနောက်တုန်းကကျွန်တော်မှရေးချစ်စရာခဲတဲ့ပေါ်ပြီးမရှိပါဘူး။စာရွက်စက်ကူရှာမရပါဘူး။ပလတ်စတစ်အကြီးအိတ်ကို စာရွက်အရွယ်ဖြတ်တယ်။စက်ကူလိုသုံးပါတယ်။ကျွတ်ကျွတ်အိတ်ကိုလည်းအဲ့ဒီလိုပဲဖြတ်ပြီးသုံးပါတယ်။ရေးချစ်စရာကတော့တန်ချောင်းစာကလေးတွေကိုထိတစ်ဖက်ခြုံမြနေအောင်တွေးပြီးပေါ်ပြီးလိုသုံးပါတယ်။ လတ်စတစ်ကိုပေါင်ပေါ်တင်တင်းတင်းရင်းရင်းဖြန့်တန်ချုံနဲ့ချစ်စလုံးထင်တယ်တန်တို့တန်စားရရင်ကျွန်တော်တဏီကုံတွေးတာပဲဆရာကြီးတခင်ကိုတော့မိုင်းရဲ့လေးကျိုးကြီးတစ်ပုတ်သေးကကောင်းကျိုးအထွေတွေနဲ့ခြုံစီမြစေတော့ဓာအိုးဝေရက်လို့တွန်စီကစေတော့ဆိုတဲ့စာပိတ်ကိုမှတ်မိတယ်လို့လို့ရှိနေတယ်ကျွန်တော်နေ့ကျွန်တော်ဟန်နဲ့ခြုံမြစေတော့အလို့ကိုမနာမနေလုပ်ပါတယ်ဒါကဘီလို့ပေါ်လာမှန်းမသိတဲ့ကြပြမျက်နှိုးစိတ်ကလေးနဲ့ကြပြလေးတပြောပြောရေးပါတယ် စနေနေ့73နှစ်သားကလေးကတဲတဲမဲမဲရေးလာခဲ့တယ်ကဗျာ78နဲ့79နှစ်သားမှာဤဘဝဤမျှတာဖြစ်သွားတယ်1949မှာကဗျာဆရာကြီးဖြစ်လာမဲ့ကိုဝင်းမောင်နောင်မင်းယူဝေနဲ့တက်ကတူစကိုင်းဆောင်မှာခန်းချင်းတက်နေရတယ်သူကနောင်ကြောကြားလာမဲ့ဘဝမှာလာကဗျာစာအုပ်ကိုတကုံးကုံးရေးနေတယ်လင်းငါဘုတ်ရေးပြီးတိုင်းကျွန်တော်ကိုဖတ်ခိုင်းနေသူဆွေးသူမဲသူ့ညံတွေကိုကြည့်ပြီးကျွန်တော်ကဗျာနဲ့ပြတ်ဆဲလိုက်တယ်အဲ့ဒီအချိန်ကကျွန်တော်ကဗျာလေးရေးနေတယ် ။တကုံမှာခန်းတော်ဝင်ဟန်ကပြားတွေရေးတယ်။သွေးတောက်မှာကပြားရှည်တွေရေးတယ်။ကိုဝင်းမောင်ကိုကြည့်ပြီးကျွန်တော်အသိဉာဏ်တစ်ခုရတယ်။ကဗျာဆရာဖြစ်ချင်းကဗျာကိုမပြတ်မလဲတွေးရမယ်ရေးရမယ်ကျွန်တော်ကသတင်းစာကြဖြစ်ချင်းနေသူသတင်းစာအေဒီတာဘွားကိုပန်းနိုင်တတ်မှတ်ထားသူဒီတော့သတင်းစာနဲ့ဆိုင်တာကိုပဲအမြဲတွေးအမြဲရေးရမှာပေါ့ထောင်းနေရောက်တော့ကဗျာငယ်တွေးငယ်မူရာတွေပြန်ပေါ်လာတယ်ကဗျာပိုးရွားတယ်လို့ပြောရမယ်ထင်ပါရဲ့ ခြုံစည်များစီတော်လေးတွေကအသင့်ပလတ်စတစ်အကြီးစားကျွတ်ကျွတ်အိဆာတွေကအဆင်သင့်အချိန်တွေကတန်တာလီဆုံးနိုင်ဆိုတလို့ပေါ်ချင်တိုင်းပေါ်နေတယ်စေကူးစိတ်တန်းတွေကလည်းကြပြာဆက်မိတာမမိတာအပါထားကဘာကုန်ကျဲတပြည့်ဆိုတလို့အတိုင်းပတိကျဲပြောနေတယ်ဒီတော့ကျွန်တော်အဖို့ဘာလို့ဆရာရှိအောင်မလဲအာနာကိုလွှာပုံပြုတ်ပြီးမေယူကိုစုတ်တန့်ချီဖို့ပဲရှိတော့တာပေါ့ကျွန်တော်ကြပြာလေးအားရင်ရေးတယ် အားဓာကလည်းပြောမနေနဲ့အားပြီးတိုင်းအားနေတာတိုက်တုံးအခန်းနှစ်ကဗျာဆက်ယုံလို့ဆိုင်းပုတ်တင်ရမလို့တော့ဖြစ်နေတော့တာပဲကျွန်တော်ကဗျာဒီဘလောက်ရေးရအဖက်မတင်ပါဘူးအမေမွေးရင်ကြာစားရင်ဖြစ်နေတာပါပဲနှလုံးသားကခံစားလက်ချောင်းတွေကရေးသားအုံနောက်ကမိသွားဆိုသလိုဖြစ်နေတယ်တဲတဲယူတုံဖြစ်ရတော့တာပေါ့မိလိုက်ပုံလည်းပြုံးမပြချင်အောင်ပါပဲကဗျာဒီအားလုံးလူလူကိုမိကုန်တော့တာတချို့ဆိုရင်ခေါင်းစင်မိဘာကြောင့်ဆိုတာမိနဲ့ ဘာမှတတိမရတလို့မျိုးကိုဖြစ်ကုန်တော့တာဒါပေမဲ့ကျွန်တော်ကဗျာလေးကံကောင်းနေဆိုရမလားကဗျာရေးသူကျွန်တော်ပဲလူမဆွဲနဲ့မှအချိုးပြီးကောင်းနေတယ်ဆိုရမလားဘယ်လိုပြောရမလဲတော့မသိဘူးကျွန်တော်ရေးတဲ့ကဗျာတွေကကောက်တင်းကောက်ဟိုတပုတ်ဒီတပုတ်ကြံကောင်းကြံရတချို့ကဗျာတချို့ဟာပြည်တွင်းပြည်ပစာဆောင်တွေမှာဖော်ပြခံရတယ်ပြည်ပမီဒီယာတွေမှာဖတ်ကြားခံရတယ်ပြည်ပထုတ်ဘာသာတုံးစာအုပ်စာရမ်းတွေမှာပုံနှိပ်ခံရတယ် ကျွန်တော်ကဗျာဒီနိုင်ငံခြားရောက်ကျွန်တော်သမီးတွေမြေးတွေလက်ထဲရောက်တယ်ကျွန်တော်စာပြီးတက်တန်းတစ်ချောင်းဖေတော့ငါ့အမလူသိရှင်ကြရောလူမသိသူမသိပါစကားတွေထည့်မပြောခဲ့တဲ့ငါကဗျာဆရာကျွန်တော်ကဗျာဆရာဝင်းတင်ကဗျာဆရာဆိုတဲ့အတုံးနှုံးတွေဟာမီဒီယာတွေမှာဖော်ပြခြင်းခံရတဲ့အဖြစ်ရောက်လာတယ်မတန်မရာတိတ်တိတင်ခံရတယ်လို့ဖြစ်နေလို့ကျွန်တော်အဖို့တော့အလွန်ကိုအနေခက်ချက်စနိုးယိုကျိုးနှိမ်ချဖြစ်ရပါတယ်1900ကျော်လောက်မှရေးတဲ့ကြားရဲငါဆိုတဲ့ကဗျာကတော့ ြင်ပကိုကြေကြေပြန့်ပြန့်ရောက်ပါတယ်။ဒီနေ့2009မှာထုတ်တဲ့ပြင်သစ်စာအုပ်တုပ်ထဲမှာကျွန်တော်လေရင်နဲ့မြမမူရင်အတိုင်းပေါ်ပြပါတယ်။ဘာသာပြန်လဲပါတယ်။ကြပြားကတော့ကြားရင်ငါနေပြင်းရင်နှင်းမုံရင်ဆွေ့ဆွေ့ကုံအိုက်လိုအိုက်ခိုက်ခိုက်တုံချမ်းလိုချမ်းအခန်းချင်းချင်းအလင်းမဝင်လေးမဝင်နေမမြင်လမမြင်လူမမြင်သူမမြင်ထိုင်ရင်ထိုင်မထိုင်ရင်ငေးအိပ်ရင်အိပ်မအိပ်ရင်တွေ့ တင်းမေးဖို့ဝေးရောတချင်းလေးမှမဆိုရစာဖတ်ဖို့ဝေးရောကြပြားလေးမှမဆက်ရတရားဟောဖို့ဝေးရောစကားလေးမှမပြောရအဟောတိကံတန္တရာငါကဘာပီစီကွေအခန်းချင်းလေးပတ်လျှောက်လိုက်တန်တကားဝရက်လိုက်တမတ်တက်တက်တနေကုန်မနေ့ကလေးတနေကုန်ဒီနေ့လေးတနေကုန်မနေ့ပြန်လေးကုန်အောင်မယ်ကုန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 ်ကျင်တလောက်ကုန်စမ်းတရက်ကုန်မလားတသက်ကုန်မလားတလကုန်မလားတဘဝကုန်မလား တနစ်ကုန်မလားတခစ်ကုန်မလားအားမလျှော့ဘူးမပြော့ဘူးပေဖြစ်တော့ခံမယ်တူဖြစ်တော့နှံမယ်အမှန်တရားတို့ဘက်မှာရှိတယ်ပြည်သူများတို့ဘက်မှာရှိတယ်ကာလရန်နေရတို့ဘက်မှာရှိတယ်ရှင်တော်ဖရာတို့ဘက်မှာရှိတယ်သိကြရဲ့လားဟာဟာဟာတရိစ္ဆန်ယုံကကြားလို့လောင်အိမ်ထဲမှာတလွန်လွန်နဲ့ကြားညွန့်တုံးနေထင်သလားမားလိုက်တဲ့အမြင်ဟာတိုက်လို့ရေကျင်စရာမထားဟိအဝါပေါ်မှာအနှက်စင်မပြက်မယွင်းကွက်ကွက်ကွင်း အရှင်သာမလွဲမ၍အထင်သာဆွဲတည်၍ကြားရဲဟာကြားရဲငါလဲအဲ့ဒီလိုပဲကွာဟေကျွန်တော်မမှတ်မိတော့တဲ့ကြပြလေးဘုတ်ကိုတခင်အုံးမြင့်ကတင်ထားတယ်လို့ဆိုတယ်ဘယ်မှာသိမိမှန်းသူမသိတော့ဘူးပျောက်တော့ကြပြကြာရင်မေ့ဆိုတယ်လို့ပဲသဘောထားရတော့တယ်အဲ့ဒီစာလေးကကြပြတဲ့ဘုတ်ကိုတော့အကြောင်းအရာတချို့မှတ်မိတယ်စစ်တန်ဖနောက်အောင်မှာကျွန်တော်ဘယ်တော့မှလက်မမြောက်ဒူးမထောက်ဘူး ်လေခွက်ကြီးလံအနံမလဲဆိုတဲ့အဆိုရရှိတယ်။ကျွန်တော်ကတော့ကျွန်တော်တို့ရဲ့ဇွဲစိတ်ဇွဲညံမှန်ကြွေးကြော်တန်ကိုတန်ကုန်မြင့်တန်ကုန်အော်ဟစ်လိုက်တယ်။လေခွက်မကြံတော့အလံမလဲဘူးကွာဟိ။တခင်အုံးမြင့်အဆိုကတော့ဒီကဗျာသူ့စီမှာရှိတယ်။ရှိရှိမရှိရှိ ရှိပါစေတော့။သူမမမမီတော့လားဘာတတ်နိုင်တော့မလဲ။သူလည်းအသက်60ကျော်နေပြီလေ။ပြောက်ပြီးပဲသဘောထားလိုက်ရတော့မှာပေါ့။ မပြောင်မပြဲအသက်ရှင်နေသေးတဲ့ကြပြားတွေထဲမှာတချို့လူတိလူတိများတာတွေရှိတယ်အမရပူရာတောင်လေးလုံးဆရာတော်ဥပညာဇောတအကြောင်းရေးတဲ့ကြပြားဆိုပါတော့တောင်လေးလုံးကဘာကျုံဆရာတော်ပညာတိဦးနောက်ညံမိုးရံဖြာနှလုံးသားမြေကြီးကြားဘူးတဲ့သူတွေရှိနေသေးတယ်တော်တော်လူလူတော်မှာအသက်60ပြည့်မွေးနေအတွက်အထဲကရေးရေးပို့တဲ့ကျွန်တော်ကပြားလဲမှတ်မိသူတွေရှိတယ်တော်တော်ဟာမြန်မာစာပေရဲ့မိခင်ကြီးဖြစ်တယ် တတိပြောင်တဲ့သတင်းစာဆရာမကြီးဖြစ်တယ်။ပြောင်မြောက်တဲ့စာပေပညာရှင်ကြီးဖြစ်တယ်။မမောတဲ့အမီစာအမွေဝေစေတော်လှန်မှန်ညာတတိတွေရဲ့90ပြည့်ပွဲတော်တော်လူလူတော်မှာအသက်90ပြည့်တဲ့မွေးနေ့ကိုရည်ညွှန်းပြီးဒီကပြားကိုရေးတယ်။လူလူတော်မှာဆိုတဲ့ပုဂ္ဂလဥပဒေကိုရေးဖွဲ့တာမဟုတ်ဘူး။တော်လန်ရေးစိတ်တဲ့တော်လန်နဲ့မန်တွေတော်လန်နဲ့ညံတွေတော်လန်ရေးတက်တီတွေရဲ့ဥပဒေကိုရေးဖွဲ့တာပါ။ တော်တော်ဆိုတာကျွန်တော်တို့ရဲ့အမိကျွန်တော်တို့ရဲ့မန်ညာတတ္တိတွေရဲ့အမိဖြစ်ပါတယ်အမိဟာအမိတာဝန်ခရီးရှည်ကြီးနိုင်ငံရေးတာဝန်ခရီးရှည်ကြီးစက်နိုင်တော့မေးဆိုတာကျွန်တော်သိနေပြီတော်တော်အသက်90ကျော်လာပြီလေတော်တော်သာတောင်ဖြိုတဲ့မြကြီးတစင်းဖြစ်ပါတယ်မြကြီးတစင်းရဲ့အားရမန်တွေတတ္တိတွေနဲ့တော်တော်ခရီးဆက်ပြီးအောင်တော့ကျွန်တော်ထောင်ထဲကမထွက်ရသေးဘူးကျွန်တော်အားမွေးနေပါတယ် ကျွန်တော်တို့ရှောက်လန်းပေါ်မှာအဟန့်အတားဖြစ်နေတဲ့ဆေးအာနာရှင်စနစ်ဆိုတောင်ရိုးတောင်တန်းတွေကိုကျွန်တော်တို့ဖြိုသွားပါတယ်အမေကိုကျွန်တော်တို့ဂတိပေးပါတယ်ကျွန်တော်တို့လက်တွေတန်တုံတန်မာတုံတောင်တင်းတုံရှိပါသေးတယ်ကျွန်တော်တို့လက်တွေစာရေးချိန်တန်ရေးမယ်လက်မထောင်ချိန်တန်ထောင်မယ်လက်သီးဆုပ်ချိန်တန်ဆုပ်မယ်လက်မောင်းတန်းချိန်တန်တန်းမယ်ဓာဝင်းချိန်တန်ဝင့်မယ်ခလုတ်ဆွဲချိန်တန်ဆွဲမယ်လောလောဆယ်တော့လက်ထိပ်တွေကိုဖြုတ်နေရပါသေးတယ် လက်ပြန်ကျိုးတွေကိုဖြီနေရပါသေးတယ်။ခြေတနန်းကျန်းတစောင်းနှစ်တထောင်ခရီးပြင်းရွှေထောင်းတောင်စိန်ကလောင်နဲ့တောင်ဖြိုတဲ့မြစ်တစဉ်ဒီကပြားလဲတော်တော်မတည်ခင်ဖတ်သွားရတယ်။တော်တော်ပြောခဲ့လို့လားမသိ။တော်တော်ကောင်းချသွားတဲ့ပြင်ဦးလွင်မြို့စိန်လန်းအင်းချံလူလူတော်မှာအထိတ်မှန်ကြောက်စာတိုင်းမှာဒီကပြားကိုထွင်းထူထားတယ်။ကလောင်ကြီးကလောင်ငယ်ဘေးကလောင်ကထွက်ထွက်ဒီလိုစိန်ကလောင်ပကာတဏီမျိုးဟာအမေလူလူတော်အမလိုပုံကူမျိုးနဲ့အမှန်ထိုက်တန်တယ်။ 2000ခုနှစ်ဝန်းကျင်လောက်မှာဩစတြေးလျမှာရှိတဲ့တမီးစီကျွန်တော်စာရေးခွင့်ရတယ်။ကဘာကျစ်ရှိနီအဖွဲကတဆင့်ထောင်ကတဆင့်ထောင်လန်းရေးကတဆင့်နောက်ဘယ်သူတွေမှမသိတဲ့တဆင့်တဆင့်ကျွန်တော်စာရီရေးတယ်။စာတစ်စောင်မှာကျွန်တော်ကြပြတပုတ်ရေးထည့်တယ်။ပန်းပင်တွေပင်တင်းနဲ့မင်းတွေစိုက်နေတဲ့အကြောင်းကျွန်တော်ရေးတယ်။မျက်ွယ်မြင်ကသဘောရေးတာပါ။ကြပြထဲမှာပါလာကကျွန်တော်ရင်ထဲမှာရှိနေတဲ့ဒီမိုကရေစီအတွေ့အမြင် စိုက်လိုက်စမ်းမကွယ်ပန်းရောင်စုံတင်းထုံပြန့်မွေဒီပန်းတွေဖူးဝေတက်တဲ့အခါမြင်းမြစ်တွေနောက်တစ်ခင်မှာပန်းရေးကြလီဘဲထောင်လက်ဘဲထောင်လက်ဘဲချီလက်အကမှာကျွန်တော်ကပြားတွေကဒီပန်းဒီမိုကရေစီပန်းတွေကိုချွေရကောင်းမှမသိခဲ့ကြပါဘူးကျေးဇူးကဘာလို့ပြောရမလားတောက်အရီလို့ကြီးမွန်ထောမနာရမလားမသိပါဘူး ဒါတွေကဟိုတစားဒီတစားမမေ့မပြောက်မှတ်မိသည်မကဗျာဒုစတွေကိုပြန်ပြောပြတာပါစေပေးဒုက္ခတဲ့မိခင်ရဲ့အမတ်တရအမတ်မရအမတ်မရတရမျိုးတွေလေးလို့ကျွန်တော်စိတ်ဖြေပါတယ်စစ်ပြေခီးမှာ ကြည်တင့်တည်တဲ့တာငတ်တည်တဲ့တာဆွဲတက်ခံရတဲ့တာရှော့ပြက်ကြားခဲ့ရတဲ့တာဒီပောင်းများစွာကြာလာတဲ့အခါစစ်ဒုက္ခမိခင်ဟာတားတွေအားလုံးကိုဘယ်တရားနိုင်တော့မလဲမိတာတွေသာများလိမ့်မပေါ့ 1990ကျော်မှာကြပြားချီယူတွန်းတွန်းများများကြီးခဲ့တယ်။အားလုံးလိုလိုမမတ်မိတော့ဘူး။ကြားရဲတကောင်ပဲလွတ်လာတယ်။တဆိုးရှည်နေစေရှိသေးတယ်။ဘာအကြောင်းဘာကောင်းစင်နဲ့ရေးမိမှမသိတဲ့ကြပြားချီတပုတ်ထဲကနှကမ်းမွေးနဲ့ငမူမန္တလေးကိုဂိုးဆိုတဲ့မတေကောင်းမပြောက်ကောင်းကြပြားတလုံးတလုံးတလီကိုဆရာမမိုးသူပြန်ရွတ်ပြလို့မမှတ်မိသေးတယ်။ ဒီလိုပါပဲ1999ဝန်းကျင်လောက်ကကြပြားပြဆက်ရှိရေးတဖို့ကျွန်တော်ရေးတယ်။တကြံကျိုးတကြံတွင်းတကြံလွန်ကာလတလျှောက်လုံးနှစ်လနီးပါးကျွန်တော်ရွတ်ပြခဲ့တယ်။တကားပိအရှိကံကွက်လက်မှာလမ်းလျှောက်ခွင့်ရခြင်းရွတ်ခဲ့တာပါ။တနေ့15မိနစ်ပဲကွက်လက်ထဲထွက်ချိန်ရတယ်။ပေါမိုးသူတို့မောင်ဝန်သားတို့စီပြဆက်ကြပြားတပုတ်တလီရောက်ဖို့တခါတလီတနေ့တာခွင့်ပြုချိန်ကုန်သွားတယ်။ကရင်နိုင်ငံရဲ့အကျဉ်းသားကိုကိုနိုင်က စကားလက်ဆင့်ကမ်းရတော့အချိန်ကုန်တာပေါ့။ လူတုကြီးစက်ကြိုးစင်ခစ်ပြင်းနိုင်မှုဝေလာဝေးဟုတ်ပလီကိုအတွေ့ရဲ့လူတစ်တာမွေကပြားပြဆက်နာမည်ကဘာကြီးသွားနဲ့ထိပ်ပြဘလူဖြစ်ပါတယ်ဘာကြီးသွားဆိုတာသွားမရှိတဲ့အဖိုးကြီးထိပ်ပြဘလူဆိုတာ ထိပ်ပြနေလို့ထိတ်တုံးနေတဲ့ဘလူနာမည်နဲ့အညီလူတွေကို ထိတ်တုံးခတ်တဲ့ဘလူဇက်ရုပ်တွေကကျွန်တော်တိတိမျှနိုင်ငံရေးသမားတွေမြောက်လှူရှားသူတွေတော်လှန်ရေးသမားတွေဖြစ်ပါတယ် ိုင်ငံရေးထည့်ရက်တွေအယူအဆအလှရှားမှုတွေကပြဇက်နောက်ခံဖြစ်ပါလေ။တချို့နေရာမှာဇလန်းနဲ့ဇက်ရုပ်တွေအကြောင်းတချို့နေရာမှာနိုင်ငံရေးယူဆတွေအကြောင်းတချို့နေရာမှာဇက်ရုပ်ချင်းဇကားစစ်ထိုးခွဲအကြောင်းကဗျာစာပိုက်တွေက ထိုးအတွေးဆိုတာအတွေးမြင်စာဆောင်ထုတ်သူစာရေးဆရာမဝန်တလူသိမွေးခိုင်းသူကအဓိကဇက်ရုပ်ပါကြီးသွားလူတို့ကြီးဆိုတာကအူနာကြိုကန်ခေါင်းဆောင်ဦးတွေဖြစ်ပါလေခြေထုလက်ထု ခါယုတုသွားတုနာတုမျက်စီတုနဲ့လူတုကြီးလို့ဖြစ်နေတဲ့သူသူလူလူမျိုးကိုစက်ကျိုးတွေဆင်းပြီးနိုင်ငံရေးစက်ခုံပေါ်မှာတဒံလို့တရုတ်ဆောင်နေကြတာမတော်တရော်မဟုတ်မှန်းကိစ္စပဲခစ်ကြီးကိုပြင်ဖို့ဆိုတာဝေးသည်သူ့ကိုညှို့နဲ့ကိုတွေးဆိုတဲ့စကားလုံးပါလို့လားခစ်ပြင်ဖို့ဝေးသည်ဆိုတဲ့အမြင်ကိုတဲချီကြိုက်လို့လားမသိဘူး အဲ့ဒီစာပိုက်ကလေးကိုတတိယပေါ်ရလို့ကိုဝန်သားကိုကျေးဇူးတင်ရသေးတယ်ဒီကပြပြဆက်ကိုရုပ်ရှင်ရိုက်ဖို့ကောင်းတယ်စက်ချိန်မြင့်နဲ့ဒီနေရာလောက်နဲ့ရက်ဖို့ကောင်းတယ်ဆိုပြီးဘာသာကမာစကားနဲ့ကပြရွတ်ပွဲတွေလမ်းပိတ်ခဲ့တဲ့မောင်မိုးသူကိုလည်းကျေးဇူးကမ်းမိရသည်သူကောင်းမှုနဲ့ကျွန်တော်ကပြပြဆက်ရှိကြီးဇသိန်းဆိုးခဲ့ရတယ်မဟုတ်လားဒီကပြပြဆက်လို့ပဲစက်သိမ်းမလားလေကပြတူရှိတွေအတော်များများကိုကျွန်တော်ရေးခဲ့တယ်။ငါသာတစီဖြစ်ရင် အာနာရှင်တွေရဲ့စံနှန်းတော်တွေပုံဆောင်နှမ်းမြင်တွေကိုစောက်ထိုးမောက်ပြစ်မယ်ဆိုတာမျိုးပါယမမင်းကကြပြရှိမျိုးရေးခဲ့တယ်ငါသာယမမင်းဖြစ်ရင်အာနာရှင်တွေအတွက်ငရေတစ်ထက်တိုးမယ်ငရေကြီးကိုတက်ဖန်ဆင်းမယ်ကိုထက်ငရေကိုကျိုးမကတ်တဲ့အိုးလုပ်မယ်အာနာရှင်တွေကိုနှစ်ပြန်သုံးပြန်အကျွတ်ကြော်မယ်ဆိုတာမျိုးပါ လူကြီးသူမတွေပြောလိပြောထားရှိတဲ့စကားကငရေဦးချိုးကတ်မယ်ဆိုတဲ့စကားပါတကယ်တော့ချိုးကတ်ရင်အကျော်ခံရတာမြန်မယ်ချိုးမကတ်တဲ့ဦးဆိုရင်အကြကြီးအကျော်ခံရမယ်ဒါကြောင့်ငရေဦးတွေချိုးမကတ်တဲ့ဦးမျိုးဖြစ်စေချင်တာပါ အမြဲမမှီပြီးအမြဲမေ့လျော့လွင့်ပြဲသွားတဲ့ကြပြာရှိတဲ့ဘုတ်ကတော့အန်တီဌာနကြီးပါမြောက်သုံးကောင်ဌာနကြီးကိုဆန့်ကျင်တဲ့အမြင်နဲ့ရေးတာပါအန်တီဆိုတာဆန့်ကျင်ပဲဆန့်ကျင်သူဖြစ်ပါလေခရစ်ယာန်တမန်ကျမ်းစာစကားဖြစ်ပါလေခရစ်တော်ကိုဆန့်ကျင်သူ ခရစ်တော်အတူအရောင်စသည်တို့ကိုအန်တီခရစ်တော်လို့အသုံးပါတယ်တရုတ်ဌာနကြီးမှာလောကကိုမမြင်မကြားမပြောချင်တဲ့အတွက်မျက်စိပိတ်ထားတဲ့မြောက်မကြားချင်လို့နားပိတ်ထားတဲ့မြောက်မပြောချင်လို့ပါးစပ်ပိတ်ထားတဲ့မြောက်တွေအကြောင်းဌာနကြီးတွေရှိပါတယ် အဲ့ဒီဒဏ္ဍာရီကိုကျွန်တော်ဆန့်ကျင်တယ်ကျွန်တော်ကဒဏ္ဍာရီဆန့်ကျင်သူပြီးပြီးပြည်သူများခံစားနေရသမျှကိုပုံမူတင်းတင်းရှားရှားမြင်ကျင်တယ်ဒါကြောင့်မှန်ပြောင်းနေကြည့်မယ်ပြည်သူများခံစားကြတဲ့အသမျှကိုပိုပြက်ပြက်တာတာကြားကျင်တယ်ဒါကြောင့်ဆရာဝန်သုံးနှစ်ချက်နဲ့ရင်ဘတ်ကတ်နားထောင်မယ်ပြည်သူများခံစားကြရသမျှကိုပိုကြဲကြဲပြောကျင်တယ်ဒါကြောင့်အတန်ချက်ဆက်လော့စပီကာနဲ့အော်မယ်ဒီလိုအန်တီကပြတူရှိတွေကျွန်တော်အများကြီးရေးတယ် စက်ကူမရှိဘောပင်မရှိတဲ့အာနာရှင်ခေထောင်ဘဝတွေကအချိန်အခိုက်အတန့်တစ်ခုမှရေးခဲ့ရတဲ့ကြပြားတွေကိုပလတ်စတစ်တွေပေါ်ဖြစ်ပလတ်စတစ်ပေါ်ပျောက်ပေါ် အနိစ္စတဘောနဲ့ကိစ္စချိုးခဲ့ချရတာပေါ့လေ။ဆန်ရောစင်မထားတော့ပါဘူး။တထောင်ခုနှစ်လောက်မှကြပြားရေးကျဲသွားတယ်။နိုင်ငံရေးကိစ္စတွေပဲအာယုံနဲ့ရောက်နေတယ်။1950လောက်ကျွန်တော်အကောင့်ထဲမှာသတင်းစာကိစ္စကကြပြကိစ္စကိုဝုံချခဲ့တယ်။နေ90အကြာခုအချိန်မှာလည်းနိုင်ငံရေးကိစ္စကကြပြကိစ္စကိုဝုံချပြန်ပြီ ။နောက်ဆုံးရေးခဲ့တဲ့ကျွန်တော်ကဗျာတချို့မှာအလင်္ကာနဲ့ကျေးမွေးသွားပါပြီ။နိုင်ငံရေးပဲကဲနေပါတော့တယ်။အာနာရှင်ထင်ရတော့တပြီလုံးထောင်ကြစစ်ကြုံနေရုံးကန်ထားမှလွတ်ကျွဘဝ။ထောင်ချရဲဆိုတာလွတ်လပ်ခွင့်နဲ့ရုပ်သိမ်းတာပဲ။ဒါအတိတ်ကပဲ။ထောင်ချသူတွေမှာတရားဥပဒေအရပိုင်ခွင့်ရခွင့်တွေရှိပါရဲ့အတော်နေတယ် ထောင်အနာပိုင်တွေထောက်လန်းရေးလိုအာနာပြိုင်တွေရဲ့ချုပ်ချယ်မှုကန့်တတ်မှုဖိနှိပ်မှုအနိုင်ကျင့်မှုတွေကရှိသေးတယ်။နောက်ဆုံးတော့အကျဉ်းသားအခွင့်အရေးဆိုတာတုံညအဆင့်ရောက်သွားတယ်။အာနာရှင်ခင်မှာတော့အဆိုးအဝါဆုံးအခြေအနေရောက်သွားတယ်။တုံညမှာအနုလက္ခဏာပြုလာတော့တာပေါ့။မိုးလီဝတပြခင်းနေတဘောပါပဲ။နှစ်ပတ်တခါအဲ့တွေ့ထောင်ဝင်စာတွေ့ခွင့်ရှိတယ်။ ချုပ်သားဖို့ကတော့တပတ်တစ်ခါပါဒါကချိုးဖောက်မခံရနိုင်တဲ့ခွင့်ရေးပဲဒါကိုထောင်အာနာပိုင်းတွေကအာနာပိုင်းထောက်လန်းရေးတွေနဲ့အမိတ်နဲ့ရုပ်သိမ်းနေဖြစ်သိမ်းနေအချိန်ပေါင်းများစွာလပေါင်းများစွာထောင်ဝင်စာပိတ်ခံရတာမျိုးတွေရှိတတ်တယ်စစ်ခွေးတိုက်ပို့ထားခံရကတော့ကျွန်တော်ထောင်ဝင်စာ6လကျော်ပိတ်ခံရတယ်ဒီလိုခွင့်ရေးဆုံးရှုံးမှုဟာမကြာခဏတာမဟုတ် နေရာတကာမှာကြုံရတဲ့တည်းနာမကျန်းဖြစ်ဖို့စေယုံစေကန်တက်ရောက်ကုသခံနေရတဲ့အချိန်ဒီလိုရည်ယူမှုမှာမိသားစုကိုအတိမပေးဘူးမိသားစုတီလိုလိုက်လာလဲတွေးခွင့်မပေးတွေးခွင့်ပေးရတဲ့အချိန်အချိန်ကန့်သက်အချိန်ကန့်သက်ဟိုလူဒီလူကန့်သက်ဟိုဟာမယူရဒီဟာမယူရကန့်သက် 1995မှာခွဲစိတ်ကုသမှုတခုကျွန်တော်လုပ်ရတယ်။ရန်ကုန်ဆေးရုံကြီးခက်ဝက်ရဲအချုပ်ခန်းမှာကျွန်တော်ရောက်နေတယ်။မားနှစ်လုံးလုံးဦးကျုံယောဂါကိုဘိုက်မှာပိုက်ထားခဲ့ရတယ်။ဝေဒနာဆိုးဆိုးဝါးဝါခံစားနေခဲ့ရတယ်။နောက်ဆုံးဦးပေါက်သွားတော့မှဆေးရုံကြီးပို့တယ်။ချက်ချင်းပို့ချက်ချင်းခွဲရတယ်။မပို့မခွဲလို့လည်းမဖြစ်တော့ဘူး။ဦးခောက်တာနေရကျော်သွားပြီ။ ၃ရက်ဆိုတည်မယ်။ဒါနဲ့အမိုးပွင့်လော်ရီကားပေါ်တင်ဆေးရုံအမြန်ပို့တယ်။တန်ချေချင်းခတ်ဖို့ပြင်သေးတယ်။ကပေးကန်းကြည့်ခေါ်သွားသေးတယ်။တူတပြင်းပြင်းပေပေါ်တင်ထုတော့အဲ့ဒီလူလုံးတော့မလို့လေ။ကျွန်တော်အကြီးကျယ်ကန့်ကွက်တယ်။ချက်ချင်းခွဲဆေးရမယ်လူနာတန်ချေချင်းခတ်အောင်မလား။တန်ချေချင်းခတ်ရင်မသွားဘူး။ဆရာဝန်တွေဝင်ပြောမှခြေလို့လက်လို့ဆေးရုံရောက်တယ်။ခွဲပြီးပြီးချင်းရဲချုပ်မှာပိတ်ထားလိုက်တယ်။ရဲချုပ်ခန်းဆိုတာ24ပြီ16ပြီလောက်ခန်း။ မီးလုံးတစ်လုံးနဲ့ထွန်းထားတယ်။မီးလုံးနီကျင်ကျင်ကတခန်းလုံးရဲ့အမောင်ကိုမတိုးနိုင်ဘူး။အောင်းထဲမဲထဲမှာလူနာအချင်းသား၁၀ယောက်လောက်ထားတယ်။တယောက်နဲ့တယောက်မမြင်ရတခန်းလုံးညစ်ပတ်ဆုပ်ပြတ်နေတယ်။ပုတ်ဟောင်နံစုံနေသေးတယ်။ခမင်းဟင်းကတနေ့တစ်ခါပဲပြေးတယ်။နှစ်ခါစားချင်းပိုယူထား။သူ့ရာနန္ဒာလာမပြောနဲ့။ကျွန်တော်ဆေးရုံရောက်တာအိမ်ကမသိဘူး။တနေ့ရာရာကတရင်ကြားလို့စားစရာလေးတွေပို့ရတယ်။ရဲတွေကိုလည်းဖက်ရေးဖို့အရက်ဖိုးစလိတ်ဖို့ပေးရသေးတယ်လားမသိပါဘူး။ လာတွေ့တဲ့တငယ်ချင်းအုံထုံကိုကျွန်တော်မမေးလိုက်တော့ပါဘူးဒီလောက်များတဲ့အဟန်တာအပိတ်ပင်တွေချာကလာခွင့်ဝင်ခွင့်တွေ့ခွင့်အဆုံခွင့်အဲ့ဒီလိုလုလုခွင့်မရှိတဲ့သူတွေကျွန်တော်စီတယောက်ပြီးတယောက်ရောက်လာကြတယ်ကိုထွေးရောက်လာတယ်ကိုထွေးကကိုမမောင်ခင်ရဲ့အငယ်ဆုံးသားအချိုရီဘူးတွေယူလာတယ်အဲ့ဒီအချိန်မှာအုံထွန်းတယောက်ပဲထောင်ဝင်စားတွေ့ခွင့်ရှိတယ်လीစကားအတူတူတိတိပြောပြီးကိုထွေးပြန်သွားတယ်ကိုထွေးကကြံတဲ့ဖန်တဲ့ထိုးတဲ့ထွန်းတဲ့တဲ့ကောင်း ကဝေရဲ့အချုပ်ခံမှာတာဝန်ချနေတဲ့ရဲတွေထဲမှာသူ့တငယ်ချင်းအင်းစင်ရဲတယောက်ရဲ့အတိနဲ့အတိရဲ့အတိရဲ့အတိရဲ့အတိဆိုတဲ့လိုမျိုးတရင်ပေးသူတယောက်နဲ့တွေ့ကျွန်တော်တရင်ကြားစားစရာလေးတွေတူတူသေးသေးယူလာကျွန်တော်နဲ့စကားတူတူပြောလူမသိသူမသိပြန်သွားဒါပါပဲတာဝန်မှနေတဲ့ကျွန်တော်နှမဝင်ွယ်နင်းတီတာကျော်ရောက်လာပြန်တယ်ဒီကောင်မလေးကကျွန်တော်ထောင်ထဲရောက်ချိန်ကငငယ်အခုကလေးနှစ်ယောက်နဲ့တအတွဲလွယ်သမီးတွဲလွယ်သူကမျိုးသမီးအဆောင် အမျိုးသမီးရေတွေကတယောက်ရဲ့အတိ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 နဲ့အတူတိတယ်။အောင်မသူကပြောသေးတယ်။ तू တူတူလေးတွေမဟုတ်ဘူးတဲ့။တင်းတင်းပဲ။ကလေးနှစ်ယောက်ပါခေါ်လာလိုက်သေး။ तू ဖေးသေးတဲ့အကြောင်းသူ့မိခရဘရားဝခီးထွက်ကြောင်းကြိုက်ဆန်ရက်ွက်စိန်ချေလန်းကကျွန်တော်ဦးလေးမိသားစုတွေအကြောင်းစကားတဖောင်ပေါင်းပြောပြနေကြည်သေး။ကိုကြီးကျော်ကဘယ်လိုမျိုးဦးနဲ့အောင် မျိုးကမျိုးအောင်ကဘယ်နဲ့ခင်မျိုးကြီးခင်မျိုးအေမိတူခင်မျိုးအုံးကဘယ်နဲ့ ကိုမဲလေးကဘယ်နည်းသူမိမကရင်မကဘယ်ပုံနည်းပြောသွားသေးတယ်။သူတို့ဒီလိုထိုးထိုးထင်းထင်းလုပ်ကြသလိုပဲတခြားလူတွေလည်းအဲ့ဒီလိုတန်တိုင်းတန်တကားတွေဖြတ်ကျော်ဒေနာရီကွင်းရှောင်းပြီးကျွန်တော်ကိစ္စတွေလုတ်ကင်ပြီးခဲ့ကြပါသေးတယ်1989ကျွန်တော်ကိုတရားစွဲတော့အပြင်လူတွေဝင်မခံဘူးအပိတ်ပင်တွေကများသလားမမြင်နဲ့ G3 တွေကင်ထားတဲ့စစ်သားတွေစစ်ရဲတွေ တရားရုံးကိုဟန်စီဟန်တာစီးဆိုနေတာကလည်းကြံ့တလားမမင်းနဲ့ဒီလိုကြားတွေကကိုမမောင်ခင်ရဲ့မိမအကြီးကမရောက်ရောက်အောင်လာသေးတယ်ကျွန်တော်ညီမအရင်တင်နေမြင့်လေရောက်လာသည်အခန့်သာအတီပေါက်ရောက်လာကြတာကတော့ကျွန်တော်မိတ်ဆွေကြီးတွေရဲ့ဇနီးကွဲလွန်သူဒေါခင်ဦးတို့ဖြစ်ပါတယ်သူတို့ကတစ်ခေါက်မဟုတ်သုံးခေါက်လားလေးခေါက်လားလာပြီးစားပြာတောက်စရာတွေပို့သွားလေသေးရဲ့ကျွန်တော်ရဲ့တက်တီအဖြစ်ရုံးမှထွက်ဆိုပြီးတဲ့စာရေးဆရာကြီးပါရဂူတို့ ်နိုင်ငံရေးသမားကြီးတခင်အောင်ဖေတို့ရုံးကိုလာခဲ့ကြတယ်။ရုံးကိစ္စနဲ့ဘာမှမဆိုင်တဲ့တမီးကြီးခင်တီခင်သူရာခင်သူစာထွန်းလဲရုံးရှိရောက်လာတယ်။ကျွန်တော်ရှိနေဦးသိန်းညွန့်ကော့ဂရိတ်ကပြန်လည်မိကုန်းတွေကို မတန်းလိုက်ဖို့မတ်သူကိုခိုင်းတယ်။ချွေတာအင်းကြီးလက်ရှိအနေရောင်ကိုဝတ်ထားတဲ့မတ်သူကြီးကပဲမတ်သူကြီးကလည်းခက်တီတီပဲတရခွင်းစားစပွဲမှာထိုင်ပြီးတော့မတန်းတွေလိုက်ရေးတယ်။တမီးကြီးကတော့ကွယ်လွန်ရှာပါပြီ။ သူ့ရဲ့ဝန်ဝန်ဆာဆာလုကင်သွားဖို့နေကိုဒီနေ့အထိမျက်စိထဲမှာမြင်အောင်နေသေးတယ်1998ချင်းအင်းစင်ဆေးုံကျွန်တော်ရောက်နေတော့လေသူတာဝန်ကြတွေရဲတာဝန်ကြတွေထောင်လန်းကြီးတွေအားကကိုမမောင်ခင်တမီတင်းတင်းနဲ့မုံမုံတို့အောင်ထွန်းတမီခင်ရင်ထွန်းမတူးတို့ဆေးုံခန်းနဲ့အရောက်လာခဲ့ကြတယ်အဲ့ဒီအချိန်တွေကထောင်လန်းကြီးကမတိလို့ပဲလားတူတူတန်းတန်းတရင်တော့မရလို့ပဲလားမသိဘူးဘာမှပြဿနာမတက်ခဲ့ဘူးကျွန်တော်ကလည်းဘာမှမလုပ်ကြမပြောဆိုကြပါဘူး ပြဿနာတက်ရုံမကသူဒေါသကုဒေါသတွေပောက်ကြခွဲကြတာရောနောက်ဆုံးခွဲစိတ်တန်ရာ သွေးဆိုပြီးပြီးနဲ့ကျွန်တော်ကိုဆေးရုံပေါ်ကဆွဲချခံရတာကောအဲ့ဒါတွေဖြစ်ကုန်တာကရောဆန်းဆန်းရဲ့အတန်တိုင်းဖြတ်တနက်ကွင်းတဲ့ကိစ္စပါ1995မတ်လကုန်ပိုင်းမှာကျွန်တော်နေတဲ့ဆေးရုံရဲ့အချုပ်ခန်းကိုဒေါ်ဆန်းဆန်းတယောက်ပေါက်ချလာတယ်။ခက်ကြီးကြီးခက်ခန်းခန်းပဲ တီတီခန့်ခန့်တဲ့ပူဆိုးသည်ဟန်ရပန်ရဆန်ရလို့ဆိုရမလားပဲဆန်းဆန်းဆိုတာကဒီကျုပ်ရန်ကုန်တိုင်းစေကမ်းမြို့နယ်ပြည်သူ့ကိုယ်စားလှယ်တော်ဆန်းဆန်းပါဆန်းဆန်းကကျွန်တော်နဲ့တက်တူရဲတူပါတက်တူရောက်တာလေတစ်နှစ်တည်းလို့ထင်ပါရဲ့เจ้ามาลงก็ไม่ยินแค่ไปแม้ตู้กูฤเนี่ยจนยินนี้ดาก็จาบีพ่อกูขึ้นมองยีโดกูขึ้นมองจีโดဆိုတော့ตู้กูฤก็จนเนี่ยจีหมုံตะทินสามาลุบพอไก่เป็ดฤจีหมုံไม่ได้เงิน1950โอเวคิกกระเดก็ยินนี้ลาแก่ตู้ฤ အဲ့ဒီအချိန်ကကျွန်တော် AFP ပြင်သစ်သတင်းဌာနမှာလုပ်နေတယ်သူ့ဖေဥပဒေနဲ့လည်းရင်းတာပါပဲဥပဒေကဒေါခင်မျိုးချစ်ခင်ပေါ်ဥခင်မောင်လည်းနဲ့ညီကိုရင်းဥက္ကမောင်လည်းနဲ့ကျွန်တော်တို့ကဆရာတပည့်တွေလို့ဒါမှမကတားချင်းလို့နေကြတဲ့သူတွေနောက်ပိုင်းမှာဥပဒေနဲ့ကျွန်တော်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှာအတူတွဲလုပ်ကြသေးတယ်ကျွန်တော်ကအတွင်းရင်မူသူကအဖွဲ့ဝင်အလွန်ထက်မြက်အလွန်ပွင့်လင်းအလွန်ပြတ်သားတဲ့သူ1960နှစ်ဒေါ်လန်ရေးအစိုးရတက်ပြီးကတည်းက နိုင်ငံရေးနဲ့ပတ်သက်လာရင်သူ့သားတွေကိုတောင်တိတ်ထောက်ခံနေတာမဟုတ်ဘူးကျွန်တော်ကိုပို့ပြီးပြပြတသားထောက်ခံနေသူမန္တလေးရောက်ပြန်တော့လေစမ်းစမ်းနဲ့ကျွန်တော်ဆုံနေအိမ်ကြီးနှားချင်းတွေဖြစ်တော့သူ့သားသမီးတွေနဲ့လည်းရင်းခဲ့ပြန်ရောကိုနှမသားချင်းတို့ဖြစ်နေလို့ကျွန်တော်စမ်းစမ်းကိုမှုံးနေတာမဟုတ်ပါဘူးစွန်းစွန်းစမ်းစမ်းရဲ့နိုင်ငံရေးခံယူချက်ရည်တည်ချက်တွေကြောင့်ကျွန်တော်ကြီးညိုစကားပြောနေတာဒါတဲ့သူ့ရဲ့နိုင်ငံရေးတက်တီးကြောင့်ကျွန်တော်တလေးတစားဂုံဖော်နေတာ ။စန်းစန်းကကျွန်တော်နိုင်ငံကြီးအပေါင်းအဖော်တကာထဲမှာခေါင်းတလုံးသားတဲ့နိုင်ငံကြီးတက်တိပြောင်းမှုရှိသူ။စောစောကပြောခဲ့တဲ့ရန်ကုန်စေယုံကြီးဝက်ကဲရဲ့အချုပ်ခန်းကိုစန်းစန်းရောက်လာတဲ့အကြောင်းပြောရအောင်မယ်။သူဟာသူ့ရဲ့နိုင်ငံကြီးတက်တိပြောင်းမှုဒါဟာသူ့ရဲ့နိုင်ငံကြီးတက်တိပြောင်းမှုတက်တည်ပဲ။အဲ့ဒီမက်စလာကုန်ပိုင်းရက်တွေမှာ စေယုံရဲ့အချုပ်မှာလုံုံရေးပိုကျက်လာတယ်။စောစောပိုင်းကျွန်တော်မိတ်ဆွေသားချင်းတွေ လာတော့အချိန်ကတည်းကပိုခက်လာတယ်။ဒီလိုအချိန်မှာဆန်းဆန်းကျွန်တော်စီရောက်လာတယ်။ မောင်မဲနန်စုံနေတဲ့အခန်း၂၀ဒီနာရီတော့ပိတ်ထားတဲ့အခန်းအဲ့ဒီခန်းလေးကိုဆိုက်ဆိုက်မြဲမြဲရောက်လာတာရိုးရိုးရောက်တာမဟုတ်သေးဘူး ကျွန်တော်အပေါ်မှာရေးပြခဲ့တယ်လို့ဟန်နဲ့ပန်နဲ့ဇန်နဲ့ရောက်လာတာဇန်နဲ့လို့ရေးတာက သူကယောဂီဝင်းနဲ့ရောက်လာတာတိတ်ခါသမားကြီးအပြည့်နဲ့မျက်လှာချလို့လက်အုပ်ချလို့သူကအဆောင်ရဲတွေကိုဖွင့်တောင်းနေအချုပ်ထဲကအကျဉ်းသားတွေကိုကျွေးမွေးထောက်ပံ့ခြင်းနဲ့အကျဉ်းသားတကြီးရွယ်အိုတွေကိုပူဇော်ကြော့ခြင်းနဲ့ရဲတွေကိုဘယ်လိုစီရင်တလဲတော့မသိဘူးပေါ့ရဲတွေကသူ့အစီအစဉ်သူ့အစီအစဉ်ကိုခွင့်ပြုတယ်ဒါနဲ့သူအချုပ်ခန်းတွေထဲဝင်ခွင့်ရတယ် ပထမအမျိုးသမီးအချင်းသူအခန်းတွေဝင်တယ်ပစ္စည်းတွေပေးတယ်တကြီးရယ်ကိုမရှိလို့ကတော့လာတော့မလုပ်ရဘူးအမျိုးသားခန်းပဲရောက်လာတယ်အခြားအချင်းသားတွေကိုအချိုရီတိုက်ခေါက်ဆွဲကြောက်ထုတ်တွေမုန်းထုတ်တွေပေးဒီမိမမြင်မှုတလူလိုပါပဲလို့အကဲခတ်နေမိတယ်ထောင်ထဲအနေကြလို့အမတ်တင်ညာကလည်းနေလာလိုက်တာမှတ်ကိုမမှတ်မိဘူးအတန်ကြားတယ်အတန်မကြက်မိဘူးဘယ်သူပါလိမ့်ဘယ်ဝါပါလိမ့်ခေါင်းချောက်အောင်စဉ်းစားနေရတယ် ခေါင်းထဲမပေါ်ဘူးနောက်ဆုံးကျွန်တော်ရှေ့ရောက်လာတယ်ကတော့တယ်အချိုရီပလင်းတို့အေးရခင်းကြီးတခုတို့စားစရာမုံထုတ်တို့ပါတယ်လာလာစမ်းစမ်းပါကလားခုမှပဲမတ်မိတော့တယ်ကျွန်တော်တတိရှိတယ်နှုတ်မဆက်လိုက်ပါဘူးကြည်ယုံကြည်နေလိုက်တယ်ခဏကြာတော့သူကျွန်တော်အနာကပ်လာတယ်ကိုလည်းနဲ့မမများကလွတ်လိုက်တာကိုဝင်းနေနေမကောင်းဘူးဆိုလို့သူတို့အစိုးရနေကြတယ်လူလာတွေပြောလာလို့ပြောတယ် ကျွန်တော်ဘာပြန်ပြောရမှန်းမသိဘူးဝမ်းတာသွားတယ်ဝမ်းတာလုံးဆုသွားတယ်လို့ပြောရမှတက်ပဲဟုတ်တယ်လीကိုကိုအပြင်လူက အပြင်ကလူတွေကတတိယရတယ်ကြာရင်သိဝမ်းတာတယ်ဆရာဦးခင်မောင်လက်လူဒေါခင်မျိုးချစ်လူကိုလေးစားကြည်ညိုချစ်ခင်ရင်းနှီးသူတွေစီကတတိတရာရှိကြအောင်တည်င်းကောင်းကြားရတော့ဝမ်းတာကြီးတာတာပေါ့အေးဗျာဝမ်းတာလိုက်တာအမကြီးရောကဘယ်နဲ့နေလဲဆရာကရောသွားလုံးလာတော့မေးလားရိုခင်မောင်ဝင်းတို့မိမိတို့ရောသူတို့ကလေးတွေရော ကျွန်တော်မိခိုးနေအမောတော်ထုတ်နေမိတယ်ကျွန်တော်16နှစ်သားလောက်ကြောင်းရောက်စားကလေးကအမကြီးတို့အိမ်မှာအိတ်လိုက်စားလိမ့်နေခဲ့ရဘူးလေတော်လာဆွေတို့ကြည်အေးတို့လည်းလာနေတတ်တယ်ချင်းလင်းတို့မိသားစုကလည်းအမကြီးတို့အိတ်ရတာမှာပဲနေတယ်ကျွန်တော်ပြောနေတာပေါ့ကျွန်တော်ဘာသာပြန်ဝိထုလေးတခုဖတ်မိရာကချင်းလင်းကကျွန်တော်နဲ့ခင်မင်တွဲမိတယ်ကျွန်တော်အသက်20ဘာသာပြန်စာပြီးအတင်းမှာစာပြုတ်အလုပ်လုပ်တယ်။နောက်အဒီတာအဖြစ်ဒီကာလတခြားအောင်လုံးတို့အိမ်မှာကျွန်တော်အလုပ်အနေများတယ်။ ။စကိုင်းဆောင်ကကိုအခန်းကိုပြန်တယ်။1950နှစ်လောက်မှာအမကြီးအသေးအတန်နေထိုင်မကောင်းဖြစ်တယ်။အိယာလေးလည်းနေလို့ရင်းနှီးတဲ့သူတွေကိုတလဲစည်းလာ။အဖော်လို့စကားပြောကြတယ်။ကျွန်တော်ဆိုလာစားမဲ့ခွင်းတလာယူပြီးအမကြီးကိုစောက်ရီဖက်ပြခဲ့တာ။အမကြီးတို့ကလည်းသွေးသားရင်းချလို့ကျွန်တော်ကိုပြန်စောင့်ရှောက်ခဲ့ကြတာ။အသက်ကလေးတော်ရလာတဲ့အချိန်ထိသူတို့ကျွန်တော်ကိုကူညီဖေးမခဲ့ကြတာ။ 1985လောက်သူတို့မိသားစုမန္တလေးလာလေတော့ကျွန်တော်အခန်းသူတို့ပြီးခဲ့တာကျွန်တော်တခြားသွားနေတာကျွန်တော်ဝမ်းသာလိုက်တာသူတို့အခန်းပြီးခဲ့ရလို့မဟုတ်ဘူးသူတို့ကျွန်တော်အခန်းမှာနေတာကိုဝမ်းသာတာပါဆရာဦးခင်မောင်လည်းနဲ့ကျွန်တော်ပြပခရီးတွေသွားခဲ့ဦးတယ်မမ်းမိတာတခုရှိတယ်ခရီးတစ်ထောက်မှာဆရာနဲ့ကျွန်တော်ညရထားအိတ်ခန်းတခန်းနဲ့အတူသွားရတယ်ညကျတော့ဆရာက ခရောင်တချင်းနေအများကြီးဆိုတယ်ကျွန်တော်ကတော့တန်ချောင်တန်ရောင်ပဲပေါ့ကြံခီးပေါ်ဒီအားလုံးတန်တော်ဖြစ်ခဲ့ကြတယ်ဆရာတတူးကတော့ကြီးမှုမဆုံးဘူးကိုလက်ကအတန်ကောင်းအဆူကောင်းပါလားတိတ်ဟုတ်တဗျာတဲ့ရှစ်လေးလုံးရေတော်ပုံကာလမှာကျွန်တော်တို့စားပေးသမားတွေကန့်ကွက်ကြညာစားတဲ့ထုတ်တယ်ရဟန်းရှင်လူပြည်သူចောင်းသားတွေကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်နေတာတွေကိုချက်ချင်းရပ်ဖို့နဲ့ဒီမိုကရေစီလူလက်ခွင့်ကြီးအမြန်ပေးဖို့တောင်းဆိုကြတယ် ဒီစာရင်းကိုမောင်တော်ကကိုယုကိုဝင်းခဲ့ကိုလှဝင်းကျွန်တော်တို့လူစုနဲ့ကာတွန်းငွေကြီးဆရာမင်းသူဝန်တို့လက်မှတ်ထိုးကြတယ်ပြီးတာနဲ့ဆရာနဲ့အမကြီးဒေါခင်မျိုးချစ်လက်မှတ်ထိုးသူတို့အိမ်ကိုကျွန်တော်ရောက်သွားတယ်အမကြီးကအိမ်ရလေးလဲနေတယ်ကျွန်တော်ကအကျညာစာရင်းကိစ္စအရှင်းပြတယ် ဒီကနေ့ဖျက်ပြခဲ့တဲ့အပိုင်းလေးကိုချိန်ပြပြီးနောက်တော့တင်ပြခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာ။နောက်တော့တဆင်းသူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ဉာဏ်မှခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမဆုမုံကောင်တောင်းရင်အပိုင်း၁၀နှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ။